ိုးစည်းတဲ့တထောင်ပဲရှော့ပြီးဝယ်ပြီးလားအဲ့တော့300ဝင်ကျင်လောက်ဆုံးရှုံးသွားတာပေါ့အဖုန်းဘုမမရသေးတာညီမတို့ဖုန်းပြန်ပြီးဒီကိစ္စတစ်ခုလုံးဖြစ်သွားပြီးရဲ့နောက်မှာလို့မှားတယ်လို့ထင်တာပေါ့ဂျာမန်နေဘယ်လောက်ထိစိုးလာပြီးလဲဆိုတော့လူ၂ယောက်ကိုဖုန်းနှစ်ကောခေါ်ပြီးတော့300ရခဏလေးတွင်းမှာလိမ့်သွားတာဆိုတော့အဲကြောင့်နဲ့ပတ်သက်လို့တကယ်ပါနေတဲ့စောစောမိုဘိုင်းကိုလည်းကျွန်တော်တို့လူရင်းတွေ့ရှင်လေးမိထားတယ်ပေါ့နော်ဆိုတော့အဆုံးကြီးရပါအခုနည်းနည်းထော့သွားတယ်အကိုရုဆန်ကလည်းဂျာထဲမှာတကယ်လဲပါနေရဆိုတော့အဲ့ဒါလိုရင်းတူရှင်လေး ဒီ scammer ကနှစ်ဖက်လုံးကိုလိန်တာပေါ့နော်နှစ်ဖက်လုံးကိုလှည့်စားတာပေါ့ဒီဘက်ကညီမလေးတယောက်က line ပေါ်မှာသူကဖုန်းရောက်ဖို့တင်တာတယ်အဲ့တော့ကျွန်တော်တို့ဆိုင်ကလည်းဖုန်း second hand brand new လို့လဲဆိုတော့ဖုန်းဝယ်တယ်ဆိုတော့လူတိုင်းသိတယ်အဲ့တော့ तू ကနေပြောမှာအေးငါ့မှာဒီဖုန်းသုံးလုံးရှိတယ်မြန်မာနိုင်ငံကိုပြန်စေဖို့မလွယ်တော့ဘူးငါကလည်းမြန်မာနိုင်ငံရောက်နေတယ်ဒီဘက်မှာဝယ်ထားတဲ့လူတွေလည်း cancel လုပ်ဝယ်အဲ့တော့မင်းတို့စီကိုရောင်းခဲ့ခြင်းနဲ့ရမလား okay ကျွန်တော်တို့ကလည်းရတယ်ဈေးတစ်ခုပေးတယ်ဒါ तू ကနေပြောမှာအေးခဏနေရင်ညီမလေးတယောက်နဲ့လာဖို့ခိုင်းလိုက်မယ်ဆိုပြီးတော့ तू ကပြောတယ်အဲ့တော့ခဏနေတော့ဖုန်းပို့ပေးတဲ့လူကရောက်လာတယ်။ तू ကဟိုဘက်ကဖုန်းပို့ပေးမဲ့လူကိုလည်း तू အယုံနေသွင်းထားတာပေါ့။အမေ သွားလိုက်ဟိုသွားလိုက်တယ်နဲ့ဆိုမိုဘိုင်းရဲ့မန်နေဂျာကလည်းတငယ်ချင်းအမေကိုလာလာနဲ့ပတ်စံပေးလိုက်မယ်ဆိုပြီးတော့မှသူကအဲ့လိုမျိုးလှုပ်ထားတော့ဟိုကလည်းဖုန်းလာပေးတယ်ဖုန်းလာပြီးတော့ကျွန်တော်မန်နေဂျာလည်းဆက်တယ်ဆက်ပြီးတော့โอเคနန်ဒီဘိတ်ဒီဘိုင်ဆက်တယ်ဆက်ပြီးတော့ fine ဆိုတော့ငွေလွှဲချလိုက်ရောစကမ်မာစီကိုအစကမ်းပါစီငွေလဲချလိုက်ပြီးတော့မှညီမလေးမပြန်သေးဘူးလားဆိုပြီးသွားမေးတော့သူကဖုန်းပို့မှမရသေးတာညီမကိုဖုန်းပြန်ပေးရမယ်ဆိုတော့အဲ့ဒီအချိန်မှာမှကျွန်တော်တို့ကဒါအလိန်ခံလိုက်ရပြီဆိုတော့တည်သွားတာပေါ့နော်ဒါဆိုနှစ်ဖက်လုံးကိုအယုံသွင်းနေအဒီဥစ္စာက ဘယ်လိုမျိုးဆိုင်တွေကိုတာဂက်ထားမှလဲဆိုတော့တို့ကသိရမလားအရန်ရောင်းနေရတဲ့ဆိုင်မျိုးတွေကိုမလူပိုကြနေတဲ့ရက်မျိုးတွေကိုတို့ကတေချာတာဂက်ထားတာတို့တာမန်လေးလောက်တာတော့မဟုတ်ဘူးတေချာပေါ့နော်နှစ်ဖက်လုံးကိုတို့တာဂက်ကတေချာတော့ရွေးထားပြီးသားရွေးထားပြီးတော့မှအချိန်ကောင်းမှတို့ရွေးပြီးတော့မှလုတ်တယ်လို့တော့ကျွန်တော်ခန်းစားမိတယ်ပေါ့ဒါနည်းနည်းလေးတော့အရေးငွေလေးတွေတွေ့ရတယ်ပေါ့နော်သူတို့ရဲ့ network ထဲမှာကိုက target ဖြစ်နေပြီဆိုတော့ဥမာဆိုတော့ဒီဂျာထဲမှာဆိုရင်ကျွန်တော်ရဲ့ပုံကို Viber တင်ပြီးတော့မှ light လိန်တာတိန်30တစ်ခေါက်ကျွန်တော်မိတ်ဆွေတယောက်ပါသွားတယ်16တင်းကတော့လွန်ခဲ့တဲ့ဂျပန်ကမှတယောက်ပါသွားတယ်ဗောနော်ဒါသူတို့ရဲ့ network ထဲမှာကိုဝိုးရဲ့ဟာဝင်နေပြီဆိုရင်တော့ကိုလုပ်ငန်းပို့ပြီးတော့မှသတိထားနေဖို့တော့လိုလိမ့်မယ်လို့ထင်တယ်ကျွန်တော်အဲ့အရှိမအဲ့ဒါလေးတွေဖြစ်ပြီးွားတဲ့အချိန်မှာဆိုင်မှာဒီလိုကြီးဝုန်းတိုင်းဖြစ်သွားတော့ဒါကတော့တိန်းနေရဝင်ကျင်လောက် ဆုံးရှုံးသွားတာပေါ့ဂျာရဲမှာတော့ကျွန်တော် post တွေတွေ့ရပြာဒါပေမဲ့ဘသူဟာဘယ်လိုဝင်ဖက်ရမလဲမသိရောလေဆိုတော့နောက်ဆုံးမှာအခြေအနေဘယ်လိုပြီးသွားလဲပေါ့တစ်ဖက်နဲ့ရောအဲ့လိုအဆင်ပြေပြေဖြစ်သွားလားပေါ့ကျွန်တော်ဟိုဘက်ကတော့မမေ့ရဒီဘက်ကအရင်မေ့တာတစ်ဖက်နဲ့ဆိုင်တဲ့ကိစ္စတွေကိုတော့အကိုဗီဒီယိုထဲမှာဘာမှထည့်မပြောခြင်းဘူးအကိုကဒီဗီဒီယိုလောက်တာကလည်း awareness လေးတစ်ခုပေါ့နော်နောက်လူတွေအလိမ်မခံအောင်ဒီလိုမျိုးလူယုံမာတွေရဲ့လက်ထဲကိုတန်ရှင်းတဲ့ငွေတွေမရောက်သွားအောင်ပဲကျွန်တော် awareness လောက်ချင်တာဖြစ်တဲ့အတွက်အာကျွန်တော်တို့ဘာမှဆက်မပြောခြင်းဘူးအဲလောလောလတ်လတ်မှာတော့ကျွန်တော်တို့ကဒီဥစ္စာနဲ့ပတ်သက်ပြီးတော့မှတိတ်နေရဆုံးရှုံးသွားတယ်ပြဿနာ တွေလည်းအများကြီးဖြစ်တယ် စိတ်တွေလည်းညစ်ရတယ်ပေါ့နော်အဲ့လိုမျိုးဘယ်သူမှမကြုံတွေ့စေချင်ဘူးအဲ့တော့အာကျွန်နဲ့ကျွန်တော် join တာပေါ့အော်ဒီကနေပြီးတော့မှကျွန်တော်နောက်ထပ်သတိထားရမှာတစ်ခုကဘာလဲဆိုတော့ဟိုကိုယ့်ရဲ့ bank account ထဲကိုငွေတစ်ခုခုဝင်လာတယ်ကိုကစီးပွားရေးလုပ်ငန်းလုပ်နေရဆိုပါဆိုအကြောင်းမသိဘူးတဲ့ငွေတစ်ခုဝင်လာဟို10သိန်းပဲဖြစ်ဖြစ်သိန်း30ပဲသိန်း100ပဲဖြစ်ဖြစ်ချက်ချင်း bank ကိုအကြောင်းကြပါသို့မဟုတ်စခန်းကိုအကြောင်းကြပါအဲ့ဒီသိန်း30ကခင်ဗျားအများကြီးဒုက္ခပေးသွားနိုင်တယ်အခုလုံနေတဲ့ဒီ scammer တွေကလည်းသူတို့ကသူတို့ရဲ့ကိုယ်ပိုင် bank account တွေကိုသုံးနေတာမဟုတ်ဘူးဂျားခံ bank account တွေကိုသုံးနေတာအခုတို့လည်းကျွန်တော်တို့ဆိုင်ကအလိန်ခ ခံသွားတဲ့ပတ်စံကျွန်တော်အထင်ဂျားခန့်ဘန်းအကောင့်ပဲကျွန်တော်သွားပိတ်တယ်ဆိုလည်းအဲဂျားခန့်ဘန်းအကောင့်ကစပြီးပိတ်ခံရမှာပေါ့နော်အဲအဲ့ဒီကနေမှကျွန်တော်တဆင့်ချင်းသွားရင်းနဲ့မှတရားခံကိုမိပြလမ်းကြောင်းစီကိုတော့ရောက်ကောင်းလဲရောက်သွားနိုင်တယ်နားလေလူတချို့ကိုကျွန်တော်လိုက်ပြီးတော့မေးကြည့်လိုက်သေးရပေါ့နော်ဆိုတော့ဒီမှာဆိုဘယ်လိုလုပ်ရမလဲဆိုတော့လူတရားရောက်လာပြီဆိုတာနဲ့ကိုကကိုကိုယ်တိုင်ရောင်းတာလားဒါမှမဟုတ်တခြားလူရဲ့ဟာကိုစားလာရောင်းပေးရလားဆိုတာမျိုးပေါ့နော် banking ဆိုရင်လည်း cyber နဲ့ ချရေးခိုင်းတာပို့ပြီးတော့တိတ်ချရတယ်ပေါ့နော်ဆလတ်တော့ကလိုမျိုးပြီးတော့ကျွန်တော် seriously ကတော့တကယ် daily life မှာတော့အဆင်မပြေဘူးပေါ့နော်နေ့စဉ်မှာဒီ transaction ပေါင်း10သို့မဟုတ်ယာနဲ့ချီတဲ့အထီးရှိနေတဲ့လုပ်ငန်းခွင်တွေမှာတော့ဒါကနည်းနည်းလေးလက်တွေ့မဆန်ဘူးပေါ့နော်ကျွန်တော်တို့လုပ်တဲ့ပုံစံကတော့ကျွန်တော်နည်းနည်းလေးပြောင်းသွားမှာပေါ့အခုကကိုကျွန်တော်ပြောတဲ့ဟာလောက် seriously မဟုတ်ပေမဲ့ကျွန်တော် customer ကိုမေးမယ်ဒါကိုယ်တိုင်ပိုင်တဲ့ဖုန်းလားကိုစီကရောင်းနေဆိုရင်တော့တိတ်ပြဿနာမရှိပေမဲ့ကိုစီကိုလာရောင်းပြီဆိုရင်တော့ဒါတေချာသူပိုင်ဆိုင်တဲ့ဖုန်းဆိုတာကိုလက်မှတ်ထိုးခိုင်းတာတွေဘာတွေလောက်တော့လောက်ရတော့မယ်ပေါ့နော် ဒါမှမဟုတ်ဆိုလဲသူစီကနေတော့ ID တွေပဲယူတာပုံမှန်အဖြစ်ကျွန်တော်တို့စီမှာ second hand ဆိုရင်တော့နည်းနည်း seriously customer တွေစီကနေအချက်လက်တွေတောင်းတယ် brand new ဆိုရင်တော့ okay တာမှန်ပဲဒီလို iPhone 16 Pro Max လို့ဖုန်းမျိုးဆိုရင်ဗျာ Apple Store ကနေသွားယူလူပြေးလာမှာရမယ် model မျိုးတွေလေနေ့စဉ်မှာလည်းအများကြီးပဲကျွန်တော်တို့စီကိုလာရောက်ကြတဲ့လူတွေရှိ Apple Store ကနေသူတို့ order ရထားတယ်ကျွန်တော်တို့စီကအမျက်တင်ပြီးလာရောက်တာရှိတယ်အချို့ကျတော့လည်းအယောင်မကြိုက်ဘူးတင်လာပြီးသားမလို့လာရောက်တာလည်းရှိတယ်ကြားဖြတ်ပေါ်တော့ Apple Store မှာ refund ပြန်လုပ်လို့ရတယ်ဆိုပြီးပြောတယ် Apple Store မှာ refund ပြန်လုပ်ရင်ကထိုင်းမှာ15ရက်လောက်ဆောင်ရတယ်ဘယ်သူမှကိုယ်ငွေကြီးကို15ရက်မဆောင်ဘူးလေထိုင်းမှာအချို့လူတွေထိုင်းမှာနေတာမှမ ုတ်ဒါတော့ကျွန်တော်စီကိုလာရောင်းသွားတာပေါ့အဲ့လိုမျိုးလည်းရှိတယ်အဲ့တော့ကျွန်တော်တို့ကအပက်ကင်လည်းဖြစ်တယ်နောက်ဆုံးထွက်လည်းဖြစ်တယ်ဆိုရင်ကျွန်တော်တို့ seriously မလုပ်ဘူး okay ကိုရှင်းလိုက်တယ်ဒါလည်းချက်ချင်းနှီးပါပြန်ရောင်းလို့ရနေတယ် model လည်းဖြစ်နေတာပေါ့အဲ့လိုမျိုးဆိုတဲ့အခြေအနေမျိုးမှာဒါကတော့နောက်ကျရင်ကျွန်တော်တို့တော်တော်လေးတတိထားတော့ပြီပေါ့ second hand က brand new ရောကျွန်တော်တို့တခြားလေးတတိထားတော့လေပြီးပြီဆိုရင်ကျွန်တော်တို့ bank account တွေလိုက်ပြီးပိတ်တာပေါ့ဆိုတော့အဲ့ဒါကိုအချိန်မီလိုက်လား visa pack ကနေပြီးတော့မှတော့ကျွန်တော်တို့ဒီကျွန်တော်တို့တို့ရဲ့ case ID တော့ရထားပြီးပါပြီဒါပေမဲ့ဒီကျွန်တော် second မှာအမှုဖွင့်မဲ့ကိစ္စအတွက်ကကြတော့ကျွန်တော်တို့ဒီဘက်မှာခလီမွေးထားတာလည်းမကြသေးဘူးအ ချိန်မှာလည်းနည်းနည်းလေးပြဿနာလေးတွေဖြစ်ထားတာဆိုတော့မြန်မာပြည်မပြန်ရသေးဘူးပေါ့နော်ပြန်ပြီးတော့မှတော့တစ်ချက်လှုပ်ကြည့်ရမှာပေါ့အဓိကကိုပစံတိန်းနေရရဖို့ဆိုတာဒါအဲ့လူယုံမာတွေလက်ထဲကိုပေါ့သူတို့တွေအောင်မြင်သွားလိုက်လို့တော့မလို့ချင်းဘူးပေါ့နော်တော်တော်လေးကိုခံပြင်းဖို့ကောင်းတယ်ပေါ့နော်ဟာโอเคအဲ့ဒါဆိုလဲဝယ်ပေးလိုက်မယ်လေးဆိုပြီးတော့မှ store ကြီးထဲတထောင်ပဲလျှော့ပြီးဝယ်ပေးလိုက်တာဒါပေမဲ့ကျွန်တော်တို့စိုင်သမားလေးစိုင်သမားက store ကြီးပေးတယ်ဆိုရင်ကျတော့ကိုကြီးစိုင်ဖွင့်ထားတဲ့အိဗယ်ပျောက်သွားမှာတော့တထောင်လောက်ကတော့လျှော့အောင်ပါပဲဖိုဘက်ကလာရောက်တဲ့လူဆိုလဲကျွန်တော်တို့စကားပြောကြည့်တဲ့အချိန်မှာသူကလည်းဘတ်ထောင်ကလောက်ပဲအမျက်တင်ပြီးတော့မှလာရောက်လာအဲ့တော့နှစ်ဖက်လုံးကတော့တေးကြတာဒါလောဘမဟုတ်ဘူးပြီစီ ီးပွားရေးလေးတစ်ခုလုပ်တဲ့အဆင့်လောက်ပဲလောဘတွေမပါလာတော့မှအလိန်ခံရဖို့ဖြစ်လာပြီဆိုတော့ဒါကျွန်တော်တို့တော်တော်သတိထားဖို့လိုတယ်ခါကြရရင်ကျွန်တော်တို့လဲကြရင်ပြန်ထရပါလေဆိုတာနားထောင်လို့သာကောင်းတာလေနော်တစ်ခေါက်လဲကြပြီးပြန်ထဖို့ဆိုတာလက်တွေ့အခြေအနေမှာအရန်ခက်ခဲတာဟုတ်ဗျအဲ့တော့ တော်တော်လေးအားလုံးသတိထားကြပါဒီခေတ်မှာဘယ်သူမှမယုံဘူးတော့ကျွန်တော်ကတော့လေးလေးနက်နက်ပြောချင်တယ်အဲငွေကြေးကိုယ့်ရဲ့ image ကကြီးတယ်ကိုယ့်ရဲ့လုပ်ငန်းကကြီးတယ်ဆိုရင်အဲငွေကြေးဆိုတာထက် ဆုံးရှုံးစရာတွေအခက်မသိရင်ပေါ်သွားနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတော့ကျွန်တော်တီချာလေးအားလုံးလေးနက်ထားပြီးတော့မှ view site ဖို့အတွက်ပြောချင်ပါတယ်ကျွန်တော်နည်းနည်းလေးကြာသွားပြီဆိုတော့နောက်ဆုံးမေးခွန်းလေးဆက်ပြီးတော့တွားလိုက်မှာပေါ့နော်အခုဒီကိစ္စတစ်ခုလုံးဖြစ်သွားပြီးရတာမှလို့မှားတယ်လို့ထင်တာ အနီကမှားလို့ပဲဒါကျွန်တော်တို့ဆုံးရှုံးခဲ့တာပေါ့မှားတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့အဲ့အမားမလုပ်ခင်အချိန်ထိအဲ့ဒီဥစ္စာအမှန်တရားဖြစ်နေတယ်အချိန်နေတိုင်းတော့အမှန်ကန်တဲ့အမှန်တရားဆိုတာမရှိဘူးဆိုတာတတ်တယ်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့မနေ့ကထိအဲ့ဒီဥစ္စာတွေကမှန်တယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့မှားသွားပြီပေါ့မနေ့ကထိကျွန်တော်တို့ဒီလိုမျိုးပစ္စည်းတွေလာရောက်နေငွေလွယ်လွယ်လွဲပေးတယ်ပစ္စည်းနဲ့ပတ်သက်တဲ့ဒီဖုန်းအသစ်ဆိုရင်ကျွန်တော်လိုအပ်တဲ့အချက်လက်တွေမတောင်းဘူးဒါကကျွန်တော်တို့ပုံမှန်လုပ်နေနှစ်နှစ်ကျော်လုပ်ခဲ့တဲ့ဘဏ်ကောက်မှာဒါဟာအဲ့ဒီအချိန်တော့မှန်ခဲ့ဒါပေမဲ့ဒီနေ့မှာ ီလိုမျိုးဖြစ်လာပြီဆိုရင်ကျတော့ဒါမှားသွားပြီပေါ့ကျွန်တော်မှားသွားခဲ့ပြီပေါ့မှားသွားလို့လည်းဒီလိုမျိုးဟိုတာဝန်ခံစရာကိစ္စတွေဖြစ်လာတာပေါ့နော်အဲ့တော့ဘသူပဲမမကိုဘက်ကမမအောင်လေကိုကပို့ပြီးပုံကြီးကြီးပို့ပြီးတော့မှတာဝန်ယူစရာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ခင်ဗျားမနေ့တော့ထင်နေတဲ့အမှန်တရားကိုဒီနေ့ထိဆွဲကြင်မထားနဲ့အချိန်နေလိုက်အဲ့ဒါမှားတာလည်းဖြစ်သွားနိုင်တယ်အဲ့တော့ကျွန်တော်တို့လက်ရှိအချိန်မှာဒီမတမာသူလူယုံမှာဒီကြားဖြတ်နေရဲ့ NDA ကိုကျွန်တော်လည်းပို့ပြီး view ဆက်မယ်။ကိုကျော်နဲ့အပါအဝင်ကိုကျွန်ပြိတ်သက်တွေလည်း view ဆက်ဖို့ကျွန်တော်ဒီနေရာနေမှာကျင်ပါတယ်။ကျေးဇူးပါဟိုညမကြီးကျွန်တော်ရတော့နည်းပြန်မှန်းသွားကြ။ဟိုကျွန်တော်လည်းဒီတိုင်းမှာဟိုကိုကျွန်ကလည်းပြောလာတယ်ဆိုတော့ဒီဥစ္စာက awareness တစ်ခုပေးလိုက်လို့သူတို့ဘက်ကအောင်မြင်မှု percentage တစ်ခုရောက်သွားမယ်ဆိုရင်လည်းဟို အများကြီးကောင်းပါတယ်ကိုကျွန်းအနေနဲ့လည်းဒီလိုမျိုးဟိုလူတွေကိုကူညီခြင်းနဲ့စိတ်တစ်ခုနဲ့ကျွန်တော်စီကိုဆက်သွယ်လာတာကိုသိရတဲ့အတွက်လည်း appreciate ဖြစ်ပါတယ်ကျေးဇူးလက်တင်ပါတယ်ကိုနိုင်ပါအဲဆိုโอเคကိုနိုင်ပါနီကိုနိုင်ပါဟုတ်